အရင်ဆိုရင်အထိုင်းမှနေခဲ့တော့လေအဲ့လိုဒီမှာပြန်လာတော့အဲ့ဒါလေးနည်းနည်းမီနူတွေကထပ်တူလာတာနောက်ပိုင်းအရင်တော့ဆိုအမေရောင်တော့အသုံးမျိုးပဲရှိရကော်ပြန့်စင်ရဲ့ကြက်ကင်ရဲ့ဝက်ကင်ရဲ့ကျန်တဲ့ဟာတွေကမီနူထပ်တူလာတာလို့သူကတခုထူကြအကင်နေရကြတော့အကင်ရဲ့သဘောသွားသွားသူအကင်လိုက်လို့ရှိရင်အသားခြောက်ပြီးတော့အဲ့လိုမာဝါးရဲ့ပုံစံမျိုးရှိတတ်တယ်ဒါပေမဲ့ဒီဟာကြတော့လုံးဝအဲ့လိုမျိုးမရှိဘူး time source ကိုမှဒီမှာကြက်တုံနဲ့နေထားတဲ့ပုံစံမျိုးဆိုတော့ဟိုအမပြော time ိုင်မျိုးထိုင်းစတိုင်ချစ်စစ်ပေါ့ဒီဝက်ခောက်ခင်စားတာရိုးရဲဆိုရင်လို့မအကင်တုတ်လေးစားကြည့်လို့မြေရော်ကွန်မန်ပေးရယ်အစီပိတ်တက်ကြီးအားလုံးဝမင်္ဂလာပါမိရဒီနေ့မော်လမြိုင်မြို့ရောက်နေတာအဲအလောက်ကိစ္စလေးရှိလို့လာရင်းနဲ့ထုံးစံတိုင်းမိဆက်စုကြည့်လိုက်တာမော်လမြိုင်မြို့ရောက်လို့ရှင်မစားမဖြစ်စားတင်းတဲ့အစားစားဘာဖြစ်မလဲဆိုပြီးတော့ဆက်စုကြည့်လိုက်တော့မိဘောက်ကင်ဆိုင်လေးတစ်ဆိုင်ရှာတွေ့တာအဲ့ဆိုင်လေးကိုသွားမယ် မမင်္ဂလာပါအရင်တော့နာမည်လေးမိတ်ဆက်ပေးပါဦးယမင်းရွှေပါအော်မယမင်းရွှေပေါ့နော်အမီဒီမှာဝါခောက်ကင်ဆိုင်လေးဆိုပြီးညှိုးနာလို့အားလာစားတာအဲအမအားဆိုင်မှာဝါခောက်ကင်ပြန်ဘာရသည်လဲဘာလဲအားဆက်စုကျင်အစ်စ်လောက်တာတာထိုင်းစတိုင်ရှိရဲကြက်ကြော်ရှိရဲပြီးတော့ထိုင်းစတိုင်ဝက်ကြော်ရှိရဲပြီးတော့ထိုင်းဆော့ကြက်ပြီးတော့ဆော့လူတာပေါ့ဒါအင်းထိုင်းဆော့ဝက်ပြီးရင်ဝက်ကင်တော့ကြက်ကင်တော့ကောပြန့်စင်း ပြင်ချက်ချက်ရောက်ဆုတ်ပြတ်ဘာမီနူတွေကအများကြီးပဲမီမီတိတာတော့ဝက်ခောက်ကင်ဆိုပြီးတော့ဒီမှာဆိုအဲ့ဆိုဝက်အပြင်ကြက်လဲရရပေါ့နော်ရဲ့လို့ဝက်မကြိုက်ဆိုလဲကြက်စားလို့ရရဟုတ်ပြီအဲ့ဆိုမီဒီနေ့အရင်ဆုံးမှားလာလိုက်မယ်ကုံသွားမှာဆိုလို့မီကိုဘာလေးကို recommend ပေးခြင်းတည်တယ်ပေါ့အသစ်ထွက်လောက်တာတွေဟာ fine တိုင်းအကျော်ရှိရယ်ပြင်ထိုင်းဆော့ရှိရယ်ထိုင်းဆော့တွေအားစားကြည့်ပေါ့နော်ပြင်အကင်တုတ်တွေလည်းရတယ်ပြင်တချို့ရောက်စုပ်ပြုတ်ကော်ပြန်းစိမ့် ်အော်ညာရယ်ပြန်စင်ရကြတော့ဒီမှာ signature လို့ဖြစ်နေအဲ့လိုမျိုးအကင်နဲ့ကော်ပြန်စင်ရဟုတ်အဲ့ဆိုဝါခကင်တုပ်လေးတပွဲပြီးွားရင်ကော်ပြန်စင်ကော်ပြန်စင်လေးယူမယ်ခိုင်းခိုင်းဆော့ခိုင်းဆော့ပြီးကြက်လေးနဲ့မြေဟိုကဝတ်ဆိုတော့ဒီမှာနည်းနည်းထူးခြားပါအောင်နိုင်ကြက်ယူလိုက်မယ်အကင်တုတ်ပေါ့အကင်တုတ်အကင်တုတ်ဘာကင်တုတ်ဘာအများကြီးရှင်နေရှယ်စားရောအများကြီး အရင်ဆိုရင်အထိုင်းမှနေခဲ့တော့လေအဲ့ဒါဒီမှာပြန်လာတော့အဲ့ဒါလေးနည်းနည်းမီနူတွေကထပ်တူလာတာနောက်ပိုင်းအရင်တော့ဆိုအမေရောင်တော့သုံးမျိုးပဲရှိရကော်ပြန့်စင်ရဲ့ချက်ကင်ရဲ့ဝက်ကင်ရဲ့ကျန်တဲ့ဟာတွေကမီနူထပ်တူလာတာလို့ဒီအကင်ကကြတော့အမေလုတ်ခဲ့တဲ့ဟာကိုပြန်လုတ်ပြီးရောင်းတာပေါ့နော်ဒီအစ်စ်တရားကြတော့အမဟိုကနေတော့မတင်ခဲ့ဘူးဒါပေမဲ့ကြည့်ခဲ့ပြီးတော့ဒီမှာကိုကကိုလေးလာပြီးတော့ပြန်လုတ်တဲ့ဟာတွေအဲ့လိုကိုယ်တိုင် try ကြည့်တာဟုတ်ဟုတ်ကိုယ်တိုင် try ကြည့်ရတာအဲ့လို16နဲ့19လောက်ရှိပြီတော့ကြာတယ်နော် ဝက်ကတော့ပူရောင်ရတာပေါ့နော်ကြက်ထက်ဆိုင်ကြက်ကနည်းနည်းအယောင်ပါတယ်ပါပြီမဲ့သူကသူပုံမှန်တော့ရောင်နေရတယ်ဝက်ကကြတော့တနည်းကိုခုနှစ်ပိတ်တာအလောက်လောက်ပေါ့နော် အကျော်ဒီပါဒီပါထတ်တိုးမယ်ဆိုရင်ရှစ်ပိတ်တာကိုပိတ်တာအလောက်အလောက်မှာရှိတယ်ဟုတ်အာကော်ပြန်းစိန်ရတယ်ဒီမှာကပြီးတော့အကင်အကင်အကင်ကကြတော့အသားတွေကကြတော့မတို့ကဈေးကနေဝယ်တယ်တနည်းစားတနည်းအဲ့လိုမျိုး လလဆဆပေါ့နော်နဲနဲနှက်ပြီးရင်ရောင်နေ့တိုင်းနေ့တိုင်းပုံမှန်နေ့လဲ၁၇နာရီခွဲဆိုတာနဲ့စထွက်ပြလို့မနှက်ကြရစလောက်ရတာပေါ့နော်အစော်ကြီးအဲ့လိုမျိုး ောက်ပါပြီဆိုရင်ပဲကွာချေပဲသာသာမယ်ဆိုမှလေးမျိုးအောင်တော့တစ်ခုချင်းဒီမိတ်ဆက်ပေးမယ်နော်ဒါကတော့อืมဒါရဲ့ science signature ဝခောက်กินပေါ့ဝခောက်กินလေးရင်စားကြည့်မယ်နားတော့တော်တော်ဟိုးရေဒီနားမှာထိုင်နေတဲ့ဟိုဒီနားအကင်နဲ့ဟိုးရေဒီမှာကတော့ sauce လေး sauce ကလည်းတော့ထူကြတယ်မြို့မြင်နေကြ sauce နဲ့မတူတာမြို့ချင်းတွေ Thai style sauce လေးဖြစ်လာပြီ။ပိတ်တက်ကြီးလည်းစားပါအောင်မြို့။ sauce ကလည်းနဲ့ မမမီးရအဆက်စားတော့ခတိပဲ။ तू ကတခုထူကြအကင်နေရကြတော့အကင်ရဲ့သဘောတဘာဝါ तू အကင်လိုက်လို့ရှိရင်အသားခြောက်ပြီးတော့အဲ့လိုမာဝါးရဲ့ပုံစံမျိုးရှိတတ်တယ်။ဒါပေမဲ့ဒီဟာကြတော့လုံးဝအဲ့လိုမျိုးမရှိဘူး။ပါးစပ်ထဲမှာလုံးဝကိုက်လိုက်ရင်နူးနူးညံ့ညံ့လေးခံစားမိရဲ့။သူ့ရဲ့အသားရဲ့အချိုတက်ကဘွာလိုက်တာနဲ့ ਉਹ အရသာအရသာရှိတယ်။ဟုတ်။ဟွာအများကြီးပဲ။ तू ကမော်လမြိုင်ရောက်ရင်မစားမဖြစ်စားတဲ့နဲ့ အဝခောက်ခင်ဆိုရတဲ့အတိုင်းလုံးဝတခြားမရှားဘူးတဲ့နဲ့ဝခောက်ခင်နည်းနည်းမတူဘူးထူးခြားတာလုံးဝနူးညံ့ပြီးတော့သူ့ရဲ့အသားရဲ့အချို့တခါလည်းစက်ထင်မှာဆွဲနေတာတစ်ခုပြီးတစ်ခုဆက်စားခြင်းနေတော့ဒီက sauce လေးနဲ့ပဲစားလိုက်တော့ share ပဲအေးတောက်လိုက်ဖောက်ခောက်ကင်တော့လေးမြကြည့်မယ်နော်ဟွာနားရယ်ပဲတလုံးထဲထားကြည့်လိုက်တုတ်ထားတော့ဟိုပေါ့နော် အဲဒီတိုင်းရိုးရိုးဒီမှာစတိုင်မျိုးလေးပဲထင်တယ်ဗောမိစိတ်ထင်ဗောနော်ဒီမှာတခွားဒီလေးရဲ့ခဲညင်ဒီလေးရဲ့စလက်ရော်လဲပါတယ်ဆိုတော့လုံမအကင်တော့အကင်ရိုးဘခောက်ခင်စားတာရိုးရယ်ဆိုရင်လုံမအကင်တော့နေစားကြည့်ကိုမြတ် recommend ပေးရယ်ဘာလို့ဆိုတော့ तू ကဟာတခြားလေးတုတ်ထားဆိုတော့ပုံပြီးတော့ကထွင်းမြင်တာဗောနော်ခေါင်းပြန်တင်ပြီးစားကြည့်ရအောင်ဖိတ်တက်ကြည့်လဲစားပါအောင် ကော်ပြင်းရကြတော့သူကဟိုအသားမပါဘဲနဲ့သူကတက်တက်လွတ်အဲ့လိုပုံစံမျိုးလေးလှုပ်ထားပါဘောနော်အမ်အခုအချင်းလေးနဲ့တို့စားကြည့်ရေရိုးစားလို့ရှိရင်အဆင်ပြေဟိုဆော့စ်မကြိုက်ဘူးဆိုလည်းရရယ်သူက sauce တွေနဲ့ဆိုပြီးတော့ပို့ပြီးတော့လိုက်ဖက်တဲ့ပုံစံမျိုးရှိရပါနောက်ဆုံးတစ်မျိုးကတော့ thyme sauce ချက်ပေါ့နော် thyme sauce ကိုမှဒီမှာကြက်ကြော်နဲ့နေထားတဲ့ပုံစံမျိုးဆိုတော့ thyme sauce ဖြစ်စစ်ပေါ့အဲဆိုဒီကလည်းမြည်ကြည့်အောင်ဒီမှာနှမ်းလေးလည်းဖြူပေးထားတယ်။သူက ကြက်ကြော်မှ sauce နဲ့နေတာဆိုတော့အကင်ထက်ပိုပြီးတော့နူးညံ့တယ်အကင်ဆိုကြနည်းနည်းအသား၆တဲ့ပုံမျိုးဖြစ်ဖြစ်သွားတယ်ပေါ့နော်ဒါကြတော့ဟိုကနူးနူးအီလေးကိုမှ thai sauce အရသာလေးကစိတ်ဝင်နေပုံစံမျိုး sauce ကတော်တော်မိုက်တယ်ဒါဒီအမကိုယ်တိုင်ပဲလုပ်ထားတဲ့ sauce နဲ့အမကိုယ်တိုင်ပဲစော်ထားတဲ့ကြက်ကြော် မိတိနေပြီးဆိုင်ခဲ့တဲ့ဆိုင်ရည်ကတော့ကြိုက်တုပ်ဘူဘီကျူးဆိုင်ရည်ပဲဖြစ်ပါတယ်ဆိုင်ရည်ရဆိုရင်မလုံမြိုင်မျိုးရောက်ရင်မစားမဖြစ်စားစားတဲ့နဲ့ဆိုင်လေးတစ်ဆိုင်လေးဖြစ်တယ်ပေါ့တကယ်လဲစားလို့ကောင်းပါတယ်အသားလေးဆိုရင်နူးညံ့ပြီးတော့တခြားဆိုင်လေးလည်းလည်းမတူဘဲနဲ့ပေါ့လုံးဝအဲစားကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ပေါ့ဒီတကယ်လို့မလုံမြိုင်မျိုးရောက်ခဲ့တဲ့ခါကျလို့ရှိရင်လာစားဖို့လည်းဖိတ်ခေါ်ပါတယ်မြေအောင်စားပြီးွားပြီဆိုတော့ပြန်တော့မယ်ပိတ်သက်စီအလုံးတတား